ွင့်မင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အောက်တိုဘာ15ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသောမှာကတော့မိုးကုတ်မြို့နယ်ပတ်သက်ပြီးတမတော်ကစစ်ပြင်းနေပြီလားဆိုတဲ့သတင်းဆောင်မတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အလောင်လက်နက်ကင်တဘော DNLA ကတစ်တုံညာညက်ကိုစစ်စင်ရေးဒုတိယပိုင်းကိုဥဆောင်ပြီးတဲ့နောက်ပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ကျိုးကြောင်မဲနဲ့တိဘောကိုလည်းထိန်းချုပ်ခဲ့တဲ့ အဲ့ဒီတော့မိုးကုတ်မျိုးကိုတိုက်ခိုက်သိမ်းပတ်နိုင်ရည်အတွက်မိုးကုတ်မျိုးရဲ့ LOC လမ်းကြောင်းတွေဖြစ်တဲ့မတရားဆင်ကုတပေချင်းတကြောကိုလည်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မတရားဆင်ကုတပေချင်းဝါပြူတော်တကြောကိုတိုက်ခိုက်သိမ်းပတ်ပြီးတဲ့နောက်တမရရဲ့ LOC လမ်းကြောင်းတွေကလည်းပြတ်တောက်သွားပြီဖြစ်တဲ့မိုးကုတ်မှာရှိနေတဲ့နေမီကန်တိုက်ရင်တပ်ဖွဲ့တွေနဲ့မိုးကုတ်ပြူဟာကတမရရရှိစစ်သည်တွေကိုလည်းစစ်ကိုပေးနိုင်မှုအတွက် LOC ကလည်းပြတ်တောက်သွားပြီဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးကိုဖန်တီးပြီးတော့ပလောင်လက်နက်ကိုင်တပေါင်း DNA လေးကမိုးကုတ်မျိုးကိုတိုက်ခိုက်သိမ်းပတ်ခဲ့တာပဲဖြစ်ပါတယ်။ မိုးကုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတပတ်အကြာမှာပဲပလောင်လက်နက်ကန်သဘော DNL နဲ့အပေါင်းပါတွေကမိုးကုတ်ကောက်ခွင်းကိုမြေလံပြီးတော့တရားဝင်တူဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တက်သွန်ညာနှစ်ကွန်စစ်စင်ကြီးအတွင်ထိချုပ်ထားတဲ့မြို့တွေကနောင်ချိုကြောင်မဲကိုတပ်မတော်ကတံမြန်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ပြီးတော့အခုဆိုရင်တီဝေါကလည်းမကြောက်ရင်ပိုက်တော့မှာဖြစ်ပါတယ်။ ဆိုတော့ပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ချိုကြောင်မဲတီဘောကိုတမတော်ဘက်ကရရှိလိုက်ခြင်းကပလောင်လက်နက်ကိုင်တပုန်တရနဲ့အလင်းနဲ့အပေါင်းပါတွေထိန်ချုပ်ထားတဲ့မုတ်ကုတ်မျိုးရဲ့ရေတောင်းမြစ်လိုပဲဆိုဆိုအလောင်းစီလမ်းကြောင်းလိုပဲဆိုဆိုအခြေအနေတွေအလုံးကိုဖိတ်ဆို့သွားနိုင်မဲ့သဘောတက်ရောက်ပါတယ်။အဓိကကတော့ကြောင်မဲမျိုးကိုတမတော်ကတိမ့်ပိုက်နိုင်ခြင်းကပလောင်လက်နက်ကိုင်တပုန်တရနဲ့အလင်းတွေအတွက်ရေတောင်းမြစ်ကိုရောအလောင်းစီလမ်းကြောင်းကိုရောဖက်တောက်ထားနိုင်တဲ့သဘောရှိပါတယ်။ ။လက်နောက်စစ်ကြောင်းတွေကနောင်ချိုကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပြင်းဦးနဲ့နောင်ချိုလမ်းကြောင်းတစ်လျှောက်ရန်နာသိငီကျိုးဝိုင်းတက်တော်အထီကိုအချိန်ကောင်းကောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပလောင်လက်နက်ကန်တဲ့ပေါ် DNA အပါအဝင် Manly PDF နဲ့တခြားသော NGO လက်အောက်ခံ PDF အဖွဲ့အများကြီးရဲ့စကန်တွေကင်းစကန်တွေနဲ့တင်းတင်းကြောင်းတွေကိုလည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ရန်နာသိငီကျိုးဝိုင်းတက်တော်ကိုကျော်လွန်ပြီးတော့ခြေတန်လုံးလုံးနဲ့ပဲစစ်ဆင်ရေးတွေကိုတာဝန်ထမ်းဆောင်လျက်ရှိပါတယ် ဆိုတော့မိုးကုတ်မျိုးကိုချိတ်ဆက်ထားတဲ့လမ်းတွေကိုပြန်ကြည့်ရင်မိုးကုတ်မိုးမိတ်လမ်းမိုးကုတ်တပိတ်ကျင်းလမ်းမိုးကုတ်ပြင်းဦးလွင်တောင်ချိုလမ်းနဲ့မိုးကုတ်ကြောင်မဲလမ်းဆိုပြီးရှိပါတယ်။ဒါတွေကပြည်တော်စုလမ်းမကြီးတွေအနေနဲ့ရှိတယ်လို့မြို့တွေရွာတွေနဲ့ချိတ်ဆက်ထားတဲ့ကုန်းတွေလမ်းတွေပဲဖြစ်ပါတယ်။ဒီလမ်းတွေတွေကမှတမရော့ကဒီပြင်းဦးလွင်တောင်ချိုလမ်းကြောင်းကိုထိန်းချုပ်ထားပြီးဖြစ်တယ်လို့လက်ရှိအချိန်မှာလည်းကြောင်မဲမြို့ကိုထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်ပလောင်လက်နက်ကန်တပုံ DNA လေးရဲ့အဓိကအလောက်စီလမ်းကြောင်းဖြစ်နေတဲ့မိုးကုတ်မိုင်းလုံးကြောင်မဲလမ်းကလည်းအသုံးပြုလို့မရတော့ဖြစ်ပါတယ်။ အခုတမတော်ကဒီတပိတ်ချင်းမှာရှိနေတဲ့ဝါဖြူတော်ပေါ်တော်လန်းဆောင်ကိုလည်းမနေ့ကအော်တိုဘာ14/5ဝန်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ဘလောင်လက်နက်ကန်တဲ့ပုံ DNA အလေးနဲ့အပေါင်းပါတွေအတွက်ကတော့မိုးကုံမျိုးကဝိုင်းဝန်းပိတ်ဆို့ခံရတဲ့အခြေအနေမျိုးဖြစ်သွားပါတယ် 2024ခုနှစ်တက်ဆိုရနှစ်ကွန်ဆစ်စင်ရဲ့အတွင်းတိုက်ခိုက်ခဲ့တဲ့ပုံစံမျိုးပဲအခုသမိုင်းတစ်ပတ်ပြန်လဲလေလို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မိုးကုတ်မြို့ကမတိုက်ခိုက်ခင်ပလောင်လက်နက်ကန်သဘောတရားနဲ့အရင်နဲ့အပေါင်းပါတွေကမန္တလေးတိုင်းနယ်ဒီတပိတ်ချင်းရဲ့ချားမှာရှိနေတဲ့မတရားဆင်ကုတ်တပိတ်ချင်းဇေယကွန်းတကြောလုံးကတမရော်ရဲ့ကင်းစကန်းငယ်တွေကအစဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့တမရော်စစ်ကြောင်းတွေကမတရားအထိနေမြရှင်လေးဆောင်ရွက်နေတာရှိတယ်လို့တပိတ်ချင်းကိုလည်းပြီးခဲ့တဲ့ဇူလိုင်လထဲမှာထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လထဲမှာတပေကြီးကိုထိန်းချုပ်ပြီးတဲ့အချိန်ကစပြီးတော့ဇူလိုင်ဩဂတ်စတင်မှာတောင်းလျှောက်ဆိုသူပေကျင်းစရက်ကွင်းတချို့ကဂျမ်ဖတ်သမားတွေရဲ့စုဖွဲ့နေရာတွေကိုစစ်ကြောင်းထိုးပြီးနေပြီးရှင်လေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စတင်မှာ18ရက်နေ့20ရက်နေ့နဲ့21ရက်နေ့ဝန်းကျင်တက်မော်ရဲ့လင်းမီရှင်လေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်မှာလည်းဂျမ်ဖတ်သမားတွေရဲ့စခန်းတွေနဲ့စုဖွဲ့နေရာအများအပြားကိုတိုက်ခိုက်ချိန်မုံနိုင်ခဲ့တဲ့အတွက် NUG လောက်ခံ PDF အဖွဲ့အများအပြားပလောင်လက်နက်ကန်တပုံ DNL အသုံးချကန်ဖြစ်နေတဲ့မိုးကုတ်ပြူဟာ နောက်ပြီးတော့မန္တလေး PDF ဖြစ်စုဖွဲ့နေရအများအပြားကိုလည်းတမတော်ကချိန်မတိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။တမတော်စစ်ကြောင်းတွေကအောက်တိုဘာပထမပတ်ထဲကစပြီးတော့ဝါဖြူတောင်တကျော်ဒီဖော်တော်လန်းဆောင်တကျော်ကိုနေမင်းရှင်းလင်းဆောင်ရွက်နေခဲ့တာဖြစ်ပြီးမနေ့ကအောက်တိုဘာ14ရက်နေ့မှာတော့မုတ်ကုတ်မြို့ရဲ့နောက်ထပ်အဝင်လန်း LOC လန်းလို့ခေါ်လို့ရတဲ့ဝါဖြူတောင်ဖော်တော်လန်းဆောင်ကိုထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်။ဝါဖြူတောင်ဖော်တော်လန်းဆောင်ကိုထိန်းချုပ်လိုက်တာဖြစ်တဲ့အတွက်ပလောင်လက်နက်ကန်တပုံတင်းအလင်းနဲ့မြေပြန့်မှာအညာမှာရှိနေတဲ့အန်ယူဂျီလက်အောက်ခံအသုံးချခံ PDF အဖွဲ့ရဲ့ဆက်သွယ်ရေးကလည်းပြတ်တောက်သွားပြီဖြစ်ပါတယ်။ တကယ်တော့တမလို့ကပေါ်တော်လန်းစုံကိုတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အချင်းကဘလောင်လက်နက်ကန်သဘော DNA လေးကိုအကြံဖက်သမားတွေကိုရောကဘာတချမ်းကိုခြံစည်းကိုခတ်လိုက်တယ်လို့တော့ဖြစ်သွားပါတယ်ပေါ်တော်လန်းစုံဆိုတာကတကယ်ကိုပထဝီအနေထားအရရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းကနေတစဉ်ရှမ်းမြင့်နယ်ကိုဝင်လို့ရတဲ့ဝင်လန်းထွက်လန်းတစ်ခုလည်းဖြစ်ပါတယ်ဘလောင်လက်နက်ကန်သဘော DNA လေးနဲ့အပေါင်းပေါ်တွေကမိုးကုတ်ကနေတစဉ်ဝါဖြူတောင်ပေါ်တော်လန်းစုံအဲ့ဒီကနေတစဉ်ဇယက်ကွင်းတပိတ်ချင်းဒေသတွေကနေတစဉ် ဇကိုင်းတိုင်းရဲ့အနောက်ဘက်ကျန်ဒေသတကျော်လုံးချင်းပြည်နယ်ရခိုင်ပြည်နယ်အထိကိုဆက်သွယ်ပြီးတော့တရားဝင်လုပ်ငန်းတွေဝိစေဝအမှောင်ကိုယ်တွေလည်းပြုလုပ်နေတာရှိတယ်။ဒါအပြင်မိုးကုတ်ဖော်တော်ဝါပြူတော်လမ်းဝဲကနေတစင်းတကောင်းထိကျန်ကနေကချင်ပြည်နယ်အထိကိုလည်းသွားလို့ရတယ်လမ်းပိုင်းပဲဖြစ်ပါတယ်။ဆိုတော့လက်ရှိချိန်မှာတမရော်စစ်ကြောင်းတွေကမိုးကုတ်မြို့ရဲ့အဝင်လမ်းတွေကတပိတ်ချင်းမိုးကုတ်လမ်းကိုလည်းထိန်းချုပ်ထားပြီးဖြစ်တယ်။မိုးကုတ်နောင်ချိုလမ်းကိုလည်းထိန်းချုပ်ထားပြီးဖြစ်တယ်လို့မိုးကုတ်ကြောင်မဲလမ်းကိုလည်းထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်ပလောင်လက်နက်ကင်တဲ့ပုံ DNL ရဲ့ ဝင်လန်းထွက်လန်းတဲ့အလောက်စီလမ်းကြောင်းကမိုးကုတ်မိုးမိတ်မန်တုံလမ်းကြောင်းတစ်ခုတည်းသာရှိပါတော့တယ်အဲ့ဒီလမ်းကြောင်းတစ်ခုတည်းကိုပဲပလောင်လက်နက်ကန်သဘောင်တရားနဲ့အရင်နဲ့အပေါင်းပါတွေကအသုံးပြုနေကြတာဖြစ်တယ်နမ်ဆန်နမ်တုမန်တုံတကြောကအဓိကအလောက်စီလမ်းကြောင်းနဲ့နောက်ခွဲမှာရှိနေတယ်အကျိုးစီးပွားတွေတာပုံးကျော်တာအိုက်ပေါင်တာကူးလန်တို့အုပ်စုတွေအကျံပတ်သမားတွေအားလုံးရဲ့အကျိုးစီးပွားတွေကိုအသုံးပြုနေတဲ့လမ်းဆက်သွယ်ရေးလမ်းကလည်းမိုးကုတ်မိုးမိတ်ကလည်းနမ်တုထိသွားတဲ့မန်တုံထိသွားတဲ့လမ်းကြောင်းပဲဖြစ်ပါတယ် အခုလက်ရှိအချိန်မှာတော့ပလောင်လက်နက်ကိုင်တဘုံ DNL တွေရဲ့အလောစီလမ်းကြောင်းကတကြောင်းသာရှိတော့တယ်။တမတော်ကလည်းမုတ်ကုတ်မျိုးကိုဝိုင်းဝန်းပိတ်ဆို့ထားတဲ့အခြေအနေကိုရောက်ရှိသွားပြီဖြစ်ပါတယ်။လက်ရှိတမတော်စစ်ကြောင်းတွေရောက်ရှိနေတဲ့ဝါဖြူတောင်ဆိုတာကမုတ်ကုတ်မျိုးနဲ့တွေ့မယ်ဆိုရင်54မိုင်အကွာဝေးရှိပါတယ်။ကြားထဲမှာရွာကြီးရောင်ကအများပြားရှိပါသေးတယ်။ဝါဖြူတောင်ပေါ်တော်လမ်းကြောင်းကနေတဆင့်ဆက်တက်သွားမယ်ဆိုလို့ရှိရင်ညောင်မင်းသာပိုးစံတွေကြောက်လဲပိတ် အဲ့ဒီရဲ့အလွန်မှာတော့ resistance scan တခုဖြစ်ခဲ့တယ်ခလိုက်ရ148ရှိပါတယ်ခလိုက်ရ148မှာပလောင်လက်နက်ကင်သဘောင် DNA လေးနဲ့အပေါင်းပါတွေကစကန်ချထားပြီးတော့ဘုဘုတပေချင်းလမ်းကြောင်းမှာစက်ကြီးတွေကောက်နေတာလည်းရှိပါတယ်အဲ့ဒီနောက်မှာလည်းတောက်လျှောက်လီဆူးရွာတွေရှိတယ်ဒီပလောင်ရွာတွေရှိတယ်ရှမ်းရွာတွေရှိတယ်ကော်ရကားရွာတွေအများပြားရှိပါသေးတယ်ဆိုတော့ဓမ္မဆက်ကြောင်းနဲ့အနေနဲ့မိုးဘုတ်ကိုတွက်ကြည့်မယ်ဆိုရင်တော့စစ်ချီဖို့အတွက်44မိုင်အကွာဝေးရှိတယ်ဆိုပေမဲ့ပလောင်လက်နက်ကန်သဘောင် DNA အနေနဲ့အလောစီဖြတ်တောက်ခံရတဲ့ဝိုင်းဝန်းပိတ်ဆို့ခံရတဲ့အခြေအနေတခုကိုရောက်ရှိသွားပါပြီ။ ။ဘာကြောင့်လဲဆိုရင်ရတနာသိင်္ဂီကျိုးပိုင်းတက်တော်ကိုချစ်တဲ့သွားတဲ့တမန်တော်စစ်ကြောင်းတွေရဲ့စစ်ရေးဆောင်ရွက်မှုကနှစ်လနီးပါးခြေတံလုံးလုံးနဲ့ဆောင်ရွက်နေတာဖြစ်ပြီးမိုးကုတ်မြို့ရဲ့အနီးဆုံးကိုတောင်ရောက်ရှိနေပြီလို့ခန့်မှန်းရပါတယ်။မိုးကုတ်မြို့ရဲ့ဝင်လန်းထွက်လန်းတွေပြည်တော်စုလမ်းမကြီးကွန်ကရစ်လမ်းတွေသာမက အဓိကသွားရောက်နိုင်တဲ့ရွာတွေချင်းချိတ်ဆက်ထားတဲ့ဒီအတွင်းပိုင်းမှာရှိနေတဲ့ရွာတွေကနဲ့တစဉ်ဖြန့်ကျက်စိတ်ဝင်နေတယ်လို့လည်းခံမရပါဘူး။ဆိုတော့လက်ရှိအချိန်ထိပလောင်လက်နက်ကိုင်းတပုံ DNLA ရဲ့အဓိကလမ်းကြောင်းဖြစ်နေခဲ့တဲ့ဒီမိုးကုတ်လေကြီးပြင်းဦးလင်လမ်းကြောင်းနဲ့မိုးကုတ်လေကြီးကြောင်မဲလမ်းကြောင်းကလည်းလက်ရှိအချိန်မှာတော့ပလောင်လက်နက်ကိုင်းတပုံ DNLA အနေနဲ့အခုဆိုရင်လေကြီးစစ်စီကိတ်လေကြီးတရားလောင်းအထိသာစုမိုးထားနိုင်တာကိုမြင်တွေ့ရပါတယ်။ဆိုတော့ပလောင်လက်နက်ကန်တဘော DNL ရဲ့စုံမိုးထားနိုင်တဲ့နေပြည်တော်တပြေးပြေးနဲ့ကျင်းလာပြီဖြစ်တဲ့ တမရော်ကလည်းမကြခင်ဒီဘောကိုတိုက်ခိုက်သိမ့်ပတ်ပြီးနောက်ထပ်စီးရီးပြစ်မဲ့ဖြစ်လာနိုင်တာကနမ်ဆန်နမ်ဒူအပြင်မိုးကုံမျိုးလည်းဖြစ်နေတာကိုခံမှန်းရပါတယ်။လက်ရှိအချိန်မှာတော့ပလောင်လန်းနက်ကန်တပေါ်တန်နဲ့အနေနဲ့အပေါင်းပါတွေကဒီဘောကနေတဆင်ဆုပ်ခွာထွက်ပြေးနေပြီဆိုတဲ့သတင်းတွေလည်းကြားသိရတဲ့အတွက်ဒီဘောကိုလက်လွတ်ရတော့မှာဖြစ်တယ်။သဘောကတော့တမရော်ကပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့ဒီဒီဘောကိုဆက်လက်ထိန်းချုပ်တော့မှာဖြစ်တဲ့အတွက်ပလောင်လန်းနက်ကန်တပေါ်တန်နဲ့အလေတွေထိန်းချုပ်ထားတဲ့မြို့နယ်၁၂မြို့နယ်တွေက၃မြို့နယ်ကိုရရှိတော့မှာဖြစ်ပါတယ်။ နောက်ချိုကြောင်မဲတိဘောကိုရရှိပြီးရင်တော့မိုင်းလုံးနဲ့မိုင်းခေါ်ဆိုတာကအစင်သင်အိတ်ကတဲ့ကောက်ထည့်လို့ရတဲ့မျိုးတွေဖြစ်သွားပြီဖြစ်တဲ့အတွက်မလောင်လက်နက်ကန်တဘောတည်းနဲ့အဲ့ထိန်းချုပ်ထားတဲ့၁၂မျိုးတွေက၅မျိုးကိုရပြီလို့ဆားလို့ရတဲ့အခြေအနေဖြစ်ပါတယ်။ဆိုတော့အတွင်ပိုင်းမှာရှိနေတဲ့ပလောင်တွေရဲ့အရင်းမြစ်ဖြစ်တဲ့နမ်ဆန်နမ်တုံနဲ့မန်တုံကိုထိုးစစ်ဆင်တိုက်ခိုက်မလား ဒါမှမဟုတ်ပလောင်လက်နက်ကိုင်သဘော DNL တွေအဓိကရှင်းတော့မြင်အကျိုးစီးပွားတွေအများအပြားကိုပေါ်ဆောင်ပေးနေတဲ့မိုးကုတ်ကိုတိုက်ခိုက်သိမ်းပိုင်မလားဆိုတာပြန်ကြည့်ရင်တော့အတိုက်ခိုက်လို့အကောင်းဆုံးနဲ့အလောစီဖြတ်တော့ဖို့အခြေအနေကတော့မိုးကုတ်မျိုးပဲဖြစ်ပါတယ်။မိုးကုတ်ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့မယ်ဆိုရင်ပလောင်လက်နက်ကိုင်သဘော DNL ရဲ့တရားမဝင်တုဖွဲ့မှုတွေကရရှိတဲ့အခချင်းငွေတွေတက်တညာနှစ်ခွန်ဆစ်စင်ရေပထမပိုင်းနဲ့ဒုတိယပိုင်းအတွင်းစစ်ရေးအရာဒီစစ်စစ်စေးတွေအကျွေးတွေကိုပြန်ဆက်ရမှာရှိတဲ့အတွက်လုံးဝကိုအကြက်ရိုက်သွားမှာဖြစ်ပါတယ် ါပဲလေလက်ရှိအချိန်မှာတော့ပလောင်လက်နက်ကန်သဘော DNL နဲ့ပြည်ပြည် NUG အုပ်စုတွေရဲ့မိုးကုတ်မြို့မှာရှိနေတဲ့တွင်းထွက် brand များတွင်းနေအားလုံးကိုတရားမဝင်လဝကြီးအုပ်ပြီးတူပေါ်ထားတဲ့အတွက်အမေရိကန်ဒေါ်လာတန်ပေါင်းများစွာကိုတော့ရရှိထားပြီးဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းပလောင်လက်နက်ကန်သဘော DNL ရဲ့အကျိုးစီးပွားတွေကနောက်ကျိုးကြောင်မဲ့ဒီဘောကိုလက်လွတ်ရပြီးဖြစ်တဲ့အတွက်မိုးကုတ်မြို့တစ်ခုသာအသက်ရှူချောင်စရာရှိပါတော့တယ်။မိုးကုတ်ကိုသာလက်လွတ်ရမယ်ဆိုလို့ရှိရင်မိုးမိတ်မိုးမိတ်ကလည်းခဏလေးနဲ့လက်လွတ်ရမယ်သဘောမျိုးဖြစ်သွားပါတယ်။ မိုးမိန်နဲ့နမ်ဒူဆိုတဲ့လမ်းကြောင်းကတော့ပလောင်လက်နက်ကန်သဘော DNL တွေမွေးရထားနေလို့ဆိုလို့ရမှာဖြစ်တယ်လို့ပလောင်လက်နက်ကန်သဘော DNL တွေမျိုးသုံးပျောက်ွယ်မဲ့နောက်ဆုံးနေရာလို့လည်းဆိုရမှာဖြစ်ပါတယ်။ဆိုတော့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းချင်းမှာတော့တမတော်ကောက်ဝေးဦးစီးချုပ်ယာယီတနနာကြီးကမြန်မာနိုင်ငံရဲ့အခင်းချင်းနဲ့ပတ်သက်ပြီးဒီနေ့ဒီ MICC မှာပြုလုပ်ခဲ့တဲ့ NCA 10ပြည့်အခမ်းအနားမှာပြောသွားတဲ့မိန်ကွန်းကလည်းအများကြီးအထိပ္ပယ်ရှိပါတယ်။ဖြစ်ချင်တာတွေတဲ့ဖြစ်တဲ့နာတွေပြုလုပ်ရမှာတွေလည်းရှိတယ်လို့ဒေသခံတိုင်းရင်းသားတွေအပေါ်မှာလည်းစိတ်ရင်းစေတနာမှန်ထားဖို့လိုအပ်တာတွေလည်းရှိပါတယ်။ အဓိကကတော့ပလောင်လက်နက်ကင်သဘော DNA အနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ပြီးတော့အနှက်အကိုပြီးတော့နိုင်ငံတော်ရဲ့မြို့တွေပြည်တော်စုရဲ့နယ်နိမိတ်ထဲမှာရှိနေတဲ့မြို့တွေကိုတိုက်ခိုက်ပြီးတော့ပလောင်နိုင်ငံတော်စိတ်ကူးမယ်ပလောင်ပြည်နယ်ဖွဲ့စည်းမယ်ဆိုတဲ့စိတ်ကူးရင်မှုတွေကနေတဆင့်အခုလိုမျိုးအလဲအကွဲတွေကိုကြုံတွေ့နေရတာဖြစ်ပါတယ်ဆိုတော့မိုးကုတ်မြို့နယ်ပတ်သက်တဲ့စီးရေးအခြေအနေကိုပြန်သွားရင်ပလောင်နေဘလောက်ထိခံစစ်ပြင်နိုင်တယ်လဲဆိုတဲ့အချက်ကိုပဲကြည့်ရတော့မှာဖြစ်ပါတယ် ။လက်ရှိအချိန်မှာတော့ပလောင်လက်နက်ကိုင်သဘော DNA လေးအနေနဲ့မရေယာစင်ကူတပေချင်းတချို့ကိုတိုက်ခိုက်ပြီးတဲ့နောက်ဒီမြမတက်လုံငန်းကနေခိုးယူပြီးတော့တရားမဝင်ရယူသွားတဲ့စင်အကောင်ရီ160ကျော်တဲ့ကတချို့သောတဝက်ကိုလည်းမုံကုတ်ကနေဖြင့်မုံမိတ်ကိုရွှေ့ပြောင်းနေတယ်ဆိုတဲ့နေမိကန်သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့ပလောင်လက်နက်ကိုင်သဘော DNA လေးအတွက် ဒါကြောင့်မလို့ပလောင်လန်နဲ့ကိုင်းတဲ့ပေါင် DNA လေးအနေနဲ့ဝါဖြူတော်ပေါ်တော်လန်းစုံကိုလက်လွတ်ရခြင်းကမိုးကုတ်မြို့ကိုလက်လွတ်ရတော့မယ်ဆိုတဲ့အခင်းချင်းနဲ့အနီးဆက်ဆုံးကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဒီဘေးလန်းတျောက်မှာရှိနေတဲ့ရွာတွေကခန်းစစ်တွေပြင်ဆင်တာတွေပြုလုပ်ပေမဲ့တချို့သောပလောင်တပ်ဖွဲ့တွေကတော့စုခွာနေကြပြီဖြစ်ပါတယ်။ဒါပေမဲ့ပလောင်လန်းနဲ့ကိုင်းတဲ့ပေါင် DNA လေးမွေးထုတ်ပေးလိုက်တဲ့မန္တလေး PDF မိုးကုတ်ပြူဟာ NUG လက်အောက်ခံ PDF တပ်ဖွဲ့ဖြစ်တဲ့ငတ်တက်တော် Red Dragon ကအဖွဲ့တွေအပါအဝင် PPLA DPLA နဲ့အဖွဲ့တွေ PLA နဲ့အဖွဲ့တွေကတော့ဒီဝါပြူတော်နဲ့မိုးကုတ်ဂျားကလမ်းတွေမှာပဲခန်းစစ်တွေဆက်လက်ပြင်ဆင်ကြပါလိမ့်မယ်။ဒီနေရာမှာတမတော်စစ်ကြောင်းတွေအနေနဲ့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့လိုတာကတော့ကင်းရွာအနီးကကင်းရွာတရားအထိပလောင်လက်နက်ကိုင်တဲ့ပုံ DNA နဲ့အပေါင်းပါတွေကခန်းစစ်တွေအစင်းစင်းပြင်ဆင်ပါလိမ့်မယ်။ ကင်းရွာလောက်ထိရောက်ရှိသွားပြီဆိုရင်တော့ပလောင်လက်နက်ကန်တဲ့ပုံ DNA လေးကညောင်မင်းသားကင်းရွာတကျောကနေဆုတ်ခွာသွားမှဖြစ်ပြီးတော့ကင်းရွာတရာရွှေတရာကိုမိုင်းခွဲဖြက်စီးသွားမယ်အခြေအနေမျိုးရှိပါတယ် ပြောရင်တော့အခုလက်ရှိတမလို့ဆက်ကြောင်းနဲ့ရောက်ရှိနေတဲ့ဝါဖြူတော်ပေါ်တော်လမ်းဆောင်နဲ့ကင်းရွာရွှေတသားဆိုတာက25မိုင်กว่าဝရှိပါတယ်။အတွင်ပိုင်းမှာရှိနေတဲ့ရွာတွေကမိုးကုတ်ကြက်ပြင်ကိုရောက်ရင်တော့မိုးကုတ်ကိုရောက်ပြီလို့ဆိုရမှာဖြစ်တဲ့အတွက်ပလောင်လက်နက်ကန်တပုံ DNL နဲ့အပေါင်းပါတွေကဝါဖြူတော်ပေါ်တော်လမ်းဆောင်ကနေအတွင်ထဲမှာရှိနေတဲ့ပိုးစံတွေကြောက်လဲပင်းရွာတွေအုံတန်ရွာတွေကနေတဆင့်ခန်းစစ်တွေကိုအကြီးအကျယ်ပြင်ဆင်ကြပါလိမ့်မယ်။ပလောင်လက်နက်ကန်တပုံ DNL အနေနဲ့လူစွမ်းအရင်းမြင့်တဲ့တပ်ဖွဲ့ဝင်တွေလည်းကုန်တလောက်ဖြစ်နေပြီးမြို့တုံးပြောက်ွယ်တော်မယ့်အခြေအနေနဲ့လည်းကြုံတွေ့နေရတယ် တောင်ကန်းတိုက်ပွဲကနေစပြီးတော့နောင်ချိုကြောက်မဲကနေအခုလက်ရှိတီဘောမြို့တင်တိုက်ပွဲအထိတိကျတည်ဆုံးမှုအရေအတွက်ကလည်းထောင်ချီတောင်းချီနေပြီဖြစ်ပြီးတော့မြေပြင်မှာအသုံးချနေတဲ့အတရားမှဆက်သားစုဆောင်ထားတဲ့အကျံပတ်သမားတွေကလည်းစိတ်တရေရပြက်ပြားနေကြပြီဖြစ်တယ်လို့တမတော်ရဲ့ထိုးစစ်ကိုမခံနိုင်တဲ့အတွက်မိုးကုတ်ကိုတမတော်ကသာတကယ်တမ်းထိုးစစ်စေရင်ဘယ်လောက်ထိတောင်းခံနိုင်မလဲဆိုတဲ့အခြေအနေမျိုးကိုစောင့်ကြည့်သွားရမှာပါဘာကြောင့်လဲဆိုရင်တောင်မဲမြို့တိုင်းတိုက်ပွဲမှာလည်းပလောင်တွေကတမတော်ထိုးစစ်ကိုဟန်နားနိုင်ခြင်းမရှိသေးနဲ့စုပ်ခွာထွက်ပြေးသွားကြရတာရှိတယ် နောင်ချိုကိုတိုက်ခိုက်တဲ့အချိန်နဲ့တီဘောကိုတိုက်ခိုက်တဲ့အချိန်နဲ့တော့မတူတော့ဘူးဖြစ်ပါတယ်။နောင်ချိုမှာတော့ကတော်တော်လေးပြင်းပြင်းထန်ထန်ကုကံအကာအကွယ်သွားကြပေမဲ့တမတော်ရဲ့ထိုးစစ်ကိုတုံတွေးခဲ့ရပြီးတဲ့နောက်မှာတော့ပလောင်တွေကကြောင်မဲမြို့သိမ်းတိုက်ပွဲမှာလက်လွတ်ခဲ့ရတယ်။တီဘောမြို့သိမ်းတိုက်ပွဲမှာလည်းတောက်လျှောက်ဆိုလိုစကန်တွေကင်းတွေနဲ့အမာကန်နေရာတွေခန်းစစ်စကန်တွေအားလုံးကိုလက်လွတ်နေရတာဖြစ်ပါတယ်။ဒီလိုမျိုးစိတ်တရေရပါပြက်ပြားပြီးတော့တမတော်စစ်ကြောင်းတွေရဲ့ခြေတဲတိုက်ခိုက်မှုတွေအပေါ်မှာကြောက်လန့်နေတဲ့ဂျမ်ဖတ်သမားတွေအနေနဲ့မိုးကုတ်မြို့ကိုတမတော်ကတိုက်ခိုက်မယ်ဆိုရင်တော့ ဘယ်ဘွဲတွေကတောင်းခံနိုင်မလဲဆိုတဲ့အခြေအနေဖြစ်ပါတယ်။လက်ရှိအချိန်ထိတမ်းမတော်ကထိန်းချုပ်ထားလိုက်တဲ့ဝါဖြူတောင်ပေါ်တော့လမ်းလေချစ်ကြောဆိုတာကပလောင်လက်နက်ကန်တဲ့ပုံ DNA LR ရဲ့မုတ်ကုတ်မြို့အဝင်ခန်းစစ်နေရလို့ဆိုရမှာဖြစ်ပါတယ်။ဒီဘက်လည်းမှာခန်းစစ်တွေအများပြားရှိတယ်။ရွာတွေအိမ်တွေထဲမှာခန်းစစ်တွေအများပြားပြင်ဆင်ထားတာတွေရှိတယ်လို့တီးတဲ့စကန်အနေနဲ့လည်းစောက်လုပ်ထားတာတွေရှိပါတယ်။ဒီနေရာတွေအလုံးကိုတမ်းမတော်ကနေပြည်ရှင်လေးရဲ့ဆောင်ရွက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တဲ့အတွက်မုတ်ကုတ်မြို့ကြီးကိုဝင်တဲ့လမ်းကတော့အလုံးပွင့်သွားပြီဖြစ်ပါတယ်။ ။ဒါကြောင့်ဘလောင်လက်နက်ကန်သဘော DNA တွေကပြီးခဲ့တဲ့ရက်နှင်းငယ်ကမိုးကုတ်တပေချင်းလမ်းကိုပိတ်ဆို့လိုက်တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့မိုးကုတ်ကနေဆစ်ဆောင်သွားကြတဲ့သူတွေကမိုးကုတ်တပေချင်းလမ်းကလည်းပိတ်သွားပြီဖြစ်တဲ့အတွက်မိုးကုတ်မုံမိတ်လမ်းကနေတဲ့ဆင်အတွင်းငယ်အဲဒီကနေတဲ့ဆင်စကိုင်းရွှေဘက်ကိုတော့လမ်းနေပွင့်နေသေးပဲဖြစ်ပါတယ်။အကြောင်းလို့တက်မလို့အနေနဲ့အကျန်းဖက်သမားတွေရဲ့အလောစီလမ်းကြောင်းအဖြစ်ကြန့်ရှိနေသေးတဲ့မိုးကုတ်တွင်းငယ်လမ်းကိုစုမိုးထားနိုင်ရည်လိုအပ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကန်သဘော DNLA ရဲ့အပေါင်းပါတွေကဒီစကိုင်းတိုင်းမှာရှိနေတဲ့အကြံဖက်သမားတွေကလည်းမိုးကုတ်မျိုးကိုဝင်ပြီးတော့ခုခံကာကွယ်နိုင်ရေးအတွက်အသုံးပြုနေတဲ့ LOC လမ်းကြောင်းတစ်ခုတည်းသောလမ်းကြောင်းကတွင်းငယ်လမ်းကြောင်းပဲဖြစ်ပါတော့တယ်။ပြင်းငယ်မုံမိတ်လမ်းကြောင်းရဲ့အလဲမှာလည်းပလောင်ရွာတွေရှိပြီးတော့ပြီးခဲ့တဲ့ရက်ကလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ထားတယ်။ရှိတဲ့အတွက်အကြမ်းမတ်သမားတွေရဲ့စုဖွဲ့မှုတွေကပြင်းငယ်မုံမိတ်လမ်းမှာလည်းရှိတယ်လို့ခန့်မှန်းရပါတယ်။ ဆိုတော့လက်ရှိချိန်မှာတမလို့စစ်ကြောင်းတွေအားလုံးကတော့မိုးကုတ်မြို့ကိုဥတည်နေတယ်လို့ခံမှန်းရပါတယ်။တီမောမြို့ကိုသာအပြေးအဝတိုက်ခိုက်သိမ်းပတ်ပြီးလို့ရှိရင်တမလို့ရဲ့ခြေစစ်ကမိုးကုတ်ထီကိုဥတည်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်မယ်ဆိုတဲ့အလားအလာမျိုးမြင်တွေ့နေရတာပါ။ကလောင်တွေတက်ကတော့မြို့တွေရွာတွေကိုတောက်လျှောက်စစ်စစ်လက်လွတ်ခဲ့ရပြီးတဲ့နောက်အခုမိုးကုတ်မြို့ရဲ့အဝင်လမ်းတစ်ခုကိုလည်းတမတော်ကရိုက်ချိုးလိုက်တာဖြစ်ပါတယ်။ဝါဖြူတော်ပေါ်တော်လမ်းစုံကိုတမတော်ရဲ့စုံမထားနိုင်ခြင်းကတကယ်ကိုစီးအခြေအနေကိုအပြောင်းအလဲကြီးဖြစ်သွားစေမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒါဒီမရရဆင်ကူးမှရှိနေတဲ့တမတော်စစ်ကြောင်းတွေက ီစင်ကူတောင်မြောင်းတကြောကိုသာထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုရင် KRI မြေရဲ့အရှိတ်အချမ်းနဲ့အနောက်ဘက်ချမ်းသကိုင်း PDF နဲ့မန္တလေးတိုင်းမှာရှိနေတဲ့ PDF တွေကိုလည်းအလောက်စီဖြတ်တောက်ထားနိုင်မှာဖြစ်ပါတယ်။ဆိုတော့အခုတက်မလို့စုံမထားတဲ့နေမျိုးတွေကိုအပိုင်းလိုက်ကြည့်ရင်မန္တလေးမတရားနဲ့တပေချင်းကြားကစင်ကူလက်ပံလာတကြောဒီ area တကြောလုံးကိုပိတ်ဆို့ပြီးတော့ချင်းမုံတိုက်ခိုက်သွားမယ်ဆိုရင်အချမ်းမဲ့သမားတွေအားလုံးမျိုးတုံးပြောက်ွယ်သွားမယ်ခြေနေတွေတိကျတဲ့သေဆုံးမှုများစွာနဲ့လက်နက်ချရမယ်ခြေနေမျိုးနဲ့ကြုံတွေ့နေရတာပါ။ ဒါပြင်အခုဒီမိုးကုတ်မျိုးနဲ့ပတ်သက်ပြီးစစ်ကိုပို့မဲ့လမ်းကြောင်းတွေကလည်း Facebook ခံထားရပဲဖြစ်တယ်။အတွင်းထဲမှာတော့ချောင်းမကြီးရနေတဆင့်ဆက်ပြီးသွားနိုင်တဲ့ကြွားတွေလမ်းကြောင်းတွေတော့ရှိပါသေးတယ်။ဒီလမ်းကြောင်းတွေကိုတော့ပလောင်အကြံဖက်သမားတွေနဲ့ဒီတချို့သောအကြံဖက်အဖွဲ့တွေကအသုံးပြုနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဲ့ဒီလမ်းကတော့ဒီမိုးကုတ်တပေကျင်းလမ်းရဲ့တောင်ဘက်မှာရှိနေတဲ့ချောင်းရိုးကနေတလျှောက်သွားတဲ့ကြွားတွေပဲဖြစ်ပါတယ်။ပလောင်ရွာတွေကနေတဆင့်လုံဝဲအဲ့ဒီကနေတဆင့်ဗမွန်ဗမွန်စားတဲ့ရွာတွေကနေတဆင့်မိုးကုတ်ကြက်ပြင်းကိုဝင်ထွက်နိုင်မှာပဲဖြစ်ပါတယ်။ ဆိုတော့လက်ရှိပလောင်လက်နက်ကိုင်တဲ့ပုံတရနဲ့အလေးအနေနဲ့အဓိကအလို့စီလမ်းကြောင်းကြီးတွေက Facebook ခံထားရပြီဖြစ်တယ်။မြေနီလမ်းတွေကလည်းအခုမိုးရွာဒီမှာအသုံးပြုလို့မရတော့ဘူးဆိုပေမဲ့မကြခင်မိုးလေကင်းလို့တဲ့ကာလတွေမှာတော့ဒီလမ်းတွေကိုအသုံးပြုလာကြပါလိမ့်မယ်။ဆိုတော့ဓမ္မတော်အနေနဲ့ပလောင်လက်နက်ကိုင်တဲ့ပုံတရနဲ့အလေးရဲ့အလို့စီလမ်းကြောင်းမိုးကုတ်မြို့ရဲ့ဝင်လန်းထွက်လန်းတွေကိုတိတက်ပုံပြီးတိုက်ခိုက်သွားနိုင်မယ်ဆိုရင်ပလောင်လက်နက်ကိုင်တဲ့ပုံတရနဲ့အလေးကချင်းတွေကကြက်တကောင်ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီအချိန်မှာပလောင်လက်နက်ကိုင်တဲ့ပုံ DNA လေးကမိုးကုတ်မြို့ကိုလက်မလို့ရရည် ရှိသမျှအင်အားတွေကိုစုစည်းပြီးတော့ခန်းစစ်တွေပြင်နေတာပါပလောင်လက်နက်ကိုင်တဲ့ပုံ DNL အပါဝင် BPL TBL အဖွဲ့တွေကိုအများစုအသုံးပြုတယ်ထွန်းနိုင်ဦးဆောင်တဲ့ DPL အဖွဲ့တွေကတော့ဒီတိဘောကနေ NAM2 ကိုစုဖွဲ့မယ်လို့ခံမှန်းရပေမဲ့မိုးကုတ်မျိုးကိုလက်မလွတ်ရရင်မိုးကုတ်ခန်းစစ်မှာတော့ BPL PL နဲ့ NUG လောက်ခံ PDF အဖွဲ့မိုးကုတ်ပြည်ပကအဖွဲ့တွေကိုပလောင်လက်နက်ကိုင်တဲ့ပုံ DNL ကအသုံးချနေတယ်လို့လည်းသိရတယ်လို့တချို့သောလူမျိုးရေးအစွန်းရောက်ဘော်ရခါတွေကိုလည်းအတင်းအဓမ္မစစ်သားစုတောင်းတာတွေလည်းပြုလုပ်နေပါတယ် မိုးမှုမျိုးမကြရေးအတွက်ဘလောင်လက်မှတ်ကိုင်တဲ့ပုံ DNA ကအတင်းအဓမ္မပေါ်တာဆွဲတော်တွေကိုပြီးခဲ့တဲ့လတွေကပြုလုပ်ထားတာဖြစ်ပြီးလူဦးရေ200ကျော်အခုချိန်ထိဖန်ဆီးခံထားရတဲ့ဖြစ်ပါတယ်။ပြီးခဲ့တဲ့လအနေငယ်ကပြန်လည်လွတ်မြောက်ပေးခဲ့တဲ့အရေးအတွက်ဆိုတာကလည်းတကယ်တမ်းမိဘပြည်သူတွေဒီဖန်ဆီးခံရတဲ့အိမ်တွေကိုပြန်လည်ပြီးတော့ရောက်ရှိလာတာ18ဦးလောက်သာရှိပြီးတော့လူဦးရေ200ကျော်မှ180နီးပါးဘလောင်လက်မှတ်ကိုင်တဲ့ပုံ DNA ရဲ့အတင်းအဓမ္မစစ်သားစုဆောင်ခြင်းနဲ့ဒီစစ်မှုထမ်းခိုင်းခြင်းကိုခံနေရပါတယ်။ ဇော်ဘလောင်လက်နက်ကိုင်တပုံ DNL ရဲ့လက်ရှိအခင်းချင်းကတော့မိုးကုတ်မြို့မှာလုံးဝကိုအခြေအကျဲခံစစ်ပြင်နေပါဗျ။နောင်ချိုကြောင်မင်းနဲ့အခုတီဘောသုံးမြို့ပေါင်းပြီးခံစစ်ပြင်နေတဲ့ပုံစံမျိုးသုံးမျိုးစာနိဗာပေါင်းပြီးခန်းစစ်ပြင်နေတဲ့ပုံစံမျိုးနဲ့ခန်းစစ်ပြင်နေတာဖြစ်ပါတယ်။ဒေသခံအရင်းမြစ်တွေပလောင်လက်နက်ကင်တပုံ DNL ရဲ့အနိုင်ကျင့်စော်ကားမှုတွေနဲ့ပလောင်တိုင်းရင်းသားအလုံးရဲ့မျက်နှာကိုပုံမဲ့တော့ပြီးတော့ပလောင်တိုင်းရင်းသားအလုံးရဲ့ဂုံတိတ်ခါကိုရောမြောင်းနေကိုရောက်အောင်ဆောင်ရွက်နေတဲ့ပလောင်အကြမ်းဖက်တွေရဲ့ဆောင်ရွက်မှုတွေကြောင့် တချို့သောဒေသခံတိုင်းရင်းသားပလောင်လူမျိုးတွေကလည်းတက်မလို့နဲ့ချိတ်ဆက်ပြီးသတင်းပေးပို့နေတာတွေလည်းရှိပါတယ်။ဒါ့အပြင်ပလောင်လက်နက်ကိုင်တော် DNL ရဲ့လက်နက်အားကိုအနိုင်ကျင့်ပြီးတော့သဘောဆောင်ကနေဖိနှိပ်မှုတွေကိုခံစားခဲ့ရပြီးတဲ့နောက်မိုးကုတ်မြို့မှာရှိနေတဲ့တချို့သောဒေသခံတွေကလည်းမိုးကုတ်ကနေစစ်ရှောင်လာပြီးတဲ့နောက်စစ်ဘေးရှောင်နေတဲ့အနေအထားနဲ့တက်မလို့ရဲ့နေမြေကတိုင်းရင်းတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ပလောင်တွေအများစုစုဖွဲ့နေတဲ့နေရာတွေကိုလည်းသတင်းပေးဆောင်ရလည်းရှိပါတယ်။ဆိုတော့တမတော်အနေနဲ့လက်ရှိဝါပြူတော်ပေါ်တော်လန်းစံကိုရရှိပြီးပြီဆိုရင်တော့ မိုးကုတ်မြို့ကိုခြေတက်တိုက်ခိုက်ဖို့အတွက်စစ်မြူထားဖို့ပဲလိုအပ်ပါတော့တယ်။လက်ရှိချိန်မှာပလောင်လက်နက်ကိုင်တဲ့ဘော DNL ကိုအလော့စီဖြတ်တော်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိသေးဘူးဆိုရင်တော့ပလောင်တွေအတွက်ကတော့ရေတောင်းမြစ်ဖြတ်ခံရတဲ့အခြေအနေဖြစ်ပါတယ်။ရေသက်တမနက်လို့ဆိုသလိုပဲလက်ရှိစစ်ရေးအခင်းကျင်းမှာအလော့စီဖြတ်တော်ခံရရင်ပလောင်တွေဘလောက်ထိတောင့်ခံနိုင်မလဲ။ပလောင်အကြမ်းဖက်တွေရဲ့အတုံးချခံအဖွဲ့တွေကဘလောက်ထိ ခံစစ်ဆင်နိုင်တယ်လို့ဆိုတဲ့အခြေအနေမျိုးကိုပဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ရရှိအခင်းကြီးကိုပြောင်းကျင်ရင်တော့တီဘောပီးရင်မိုးကုတ်ကထိုးစစ်ဆင်တိုက်ခိုက်ရမယ်။နောက်ထပ်ပြင်းမဲ့တစ်ခုဖြစ်နေတယ်ဆိုတာကတော့အနည်းဆက်ဆုံးဖြစ်နေပါတယ်။ဒါကတော့မိုးကုတ်မျိုးရဲ့အဝင်လန်းတွေကိုတမတော်ကထပ်မံပိတ်ဆို့လိုက်တဲ့ဆိုတဲ့အခြေအနေဝါဖြူတောင်ပေါ်တော်လန်းစုံကိုတိုက်ခိုက်သိမ့်ပိုက်လက်ချင်းကပလောင်လက်နက်ကင်တဲ့ပုံ DNA လေးရဲ့ ရေတောက်မြင့်နဲ့ LOC ကိုဖြတ်တောက်ခံရတဲ့အခြေအနေဖြစ်တဲ့အတွက်အသက်ရှူပေါက်တစ်ခုတည်းကသာကြံနေတော့တာဖြစ်ပါတယ်ဒီအသက်ရှူပေါက်ကိုနောက်ဆုံးထားပြီးတော့တိုက်ခိုက်သွားမလားဒီအခြေအနေကနေနိုင်ငံရေး PR တွေစီရေး PR တွေနဲ့ပလောင်လက်နက်ကအကြံဖက်သမားတွေကိုလက်နက်ချနိုင်ရေးထိဆောင်ရွက်သွားမလားဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်လက်ရှိနေပြည်တော်မှာကျင်းပနေတဲ့ NCA စနစ်ပြည့်အခမ်းအနားမှာတော့ပလောင်အကြံဖက်သမားတွေနေပြည်တော်ကိုလာရောက်ခြင်းမရှိပါဘူးနိုင်ငံတော်နဲ့တမ်းတော်ကသဘောထားကြီးစွာနဲ့ဒီ NCA ကိုလာဖို့ ်။ NCA လက်မှတ်ရေးထိုးမှထားတဲ့အဖွဲ့တွေကိုလည်းဖိတ်ခေါ်ထားပေမဲ့ပလောင်လက်နက်ကန်တဲ့ပုံ DNL ကတော့နှုတ်တွေလည်းကျွန်၊လောက်ရတွေလည်းကျွန်ပြီးတော့အမားကြီးတွေတောက်လျှောက်မှနေခဲ့တာဖြစ်ပါတယ်။ဆိုတော့လက်ရှိချိန်မှာတပ်မတော်ရဲ့စစ်ရေးနိုင်ငံရေး PRP တိုက်ခိုက်မှုတွေကိုပဲခါးစည်းခံရမယ်ပလောင်တွေအနေနဲ့ဘယ်လောက်ထိတက်ဆိုးရှိမလဲဆိုတဲ့အခြေအနေကိုပဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဒီဘောနဲ့ပတ်သက်တဲ့သတင်းကောင်းတွေလည်းရှိနေပါတယ်။တပ်မတော်ရဲ့ကွန်မန်ဒိုစစ်ကြောင်းတွေကဒီဘောမျိုးတွေကိုဝန်ရှင်းနေတာလည်းရှိသလိုပလောင်လက်နက်ကိုင်တပုံ DNL နဲ့အပေါင်းပါတွေကမန်ဟဲစံဖိတ်ကနေတဆင့် ဆုတ်ခွာနေကြပြီဖြစ်ပါတယ်။ဆုတ်ခွာရလမ်းတစ်လျှောက်ကရွာတွေကိုလည်းပလောင်လက်နက်ကန်သဘောတည်နေတဲ့အလင်းကပေါင်းပေါတွေကမီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းတွေနဲ့ကျွန်တော်တို့ကြားသိရပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးချိတ်ဆက်ရရှိတဲ့